မင်္ဂလာပါအဲကိုကျော်ထင်စကားပြောနေပါတယ်ကျွန်တော်တို့နေရာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့နေရာတစ်ခုမှာရောက်နေတာပေါ့နော်ဆိုတော့အဲဒါဒီဘေးအညီလေးကတော့ကောင်းမြတ်ဖြစ်ပါတယ်ဆိုတော့သူကကြတော့ సై ကယ်နဲ့ပတ်သက်လို့ရှိရင်တော်တော်ကိုနှံ့ချက်ကျန်းကျင်တဲ့ညီငယ်တယောက်ဖြစ်ပါတယ်အဲဒီနေ့မှာကတော့ကျွန်တော်တို့ సై ကယ်နှစ်ယောက်အတူတူ సై ကယ်သွားဝယ်တဲ့ experience တချို့ကို sharing လုပ်မှာဖြစ်ပါတယ် ထမအဆုံးဟိုဟိုဟာကိုသွားလိုက်တဲ့အခါကျတော့ငါမင်းကိုပြလည်းမပြမိဘူးလေအမှန်တော့ဗတ်ပုံတွေပါလေအရင်ကြိုပြီးပြလိုက်တယ်ဆိုရင်ဟိုဟာဖြစ်သွားမှာဟိုဘယ်လိုကောင်းမလဲမင်းကတိမှန်ဓာတ်ပုံတွေပါလေကြည့်လိုက်တယ်နဲ့ပြန်လာအချိန်နေဘယ်လိုရှိသေးဘာညာဒါပေမဲ့မပြမိဘူးမပြမိတဲ့အခါကျတော့ဟိုဟာဖြစ်တဲ့ဓာတ်ပုံထဲမှာလည်းတိတာဒီဒီ సై ကယ်ရဲ့ဒီအောက်ဖက်တွေကအောက်ဖက်တွေကစေးပြန်လောက်ထားတယ်ဆိုတော့တိတာအရင်မဲနေတကယ်တကယ်ကြည့်လိုက်တဲ့အခါကျတော့ဗာဟိုစောင်းပါစောင်းအောင်လားဟလာဖရင်ကတိုက်တာလားဖရင်ကတိုက်ထားတာ 嗯，人家带他啦，不知道。带人家没带呢，他不知道冒啥。对啊，我听到了。哦，俺给西爷，哎，西西爷哈里的呢，阿公突然那骗你嘛，半夜二三打半夜。嗯。阿拉我对啊，叫了半夜这边千万叫不要，真的哈里阿公那单的哟，也得到过地单的。得到地单。哎，得到过地单的。俺俺叫了不留地单来说，俺乡里有人俺人在的哇，俺们进来的呢，西爷没得没要骗你。 ်ဇီယမ်တက်မြက်ဖြစ်နေပြီးတော့အဲ့လိုမျိုးစီအဟိုဘောစီးကြည့်လိုက်တဲ့အခါမှာလည်းဘာမှမဆိုင်တဲ့အတန်အပိုကြီးတစ်ခုရှိတယ်အဲဒီကဖော်ရတဲ့အချိန်မှာအရင်ကျေလာတာအေးဒီလိုဆွဲတဲ့အခါမှာအင်ဂျင်တန်ကလည်းကျေတယ်အင်ဂျင်တန်ကတော့ပုံမှန်ထက်နည်းနည်းပိုကျေတယ်အဲ့ဒီအပြင်ဘာမှမဆိုင်တဲ့အတန်ကြီးတစ်တန်ရှိတာအတန်တစ်တန်အဲ့ဒါကျွန်တော်ဘောင်းမကြည့်လိုက်ဘူးအေးကျွန်တော်ဘောင်းမကြည့်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့နဲ့အဲ့ဒါကြီးရှိတယ်အဲ့ဒါကြီးရှိပြီးတော့ဟိုတော်တော် အစိမ့်တင်လိုက်ပြီးတော့လီဗာကိုဆွဲလိုက်ပြီးဂီယာပြောင်းသွားတဲ့အချိန်ကျတော့မှအဲ့ဒီအဲ့ဒီအတန်ကပျောက်သွားတာဒါပေမဲ့ slow ပြန်ရောက်သွားတဲ့အခါကျလို့ရှိရင်ပြန်ပြန်နေတာအော်အဲအကြောင်းလေးဥတော်ကအရန်ကြိုက်တယ်အကြောင်းကတော့မိုက်တယ်ဒါပေမဲ့အကြောင်းကဟိုပါဖြစ်နေရပါတော့လက်နဲ့ထုတ်တာဆေးရတော်တော်ဟိုပါဖြစ်တယ်လက်နဲ့ရုပ်ပြက်တယ်အော်ဟိုဟာဇေတောအဲ့ဒီအကြောင်းလေးလက်ကြိုက်တယ်နောက်တွေ့နေကြ အဲ့အဲ့အကြောင်းကတော့ဒီအကြောင်းနဲ့တူတယ်ဒီဒီအကြောင်းလေးနဲ့တူတယ်ဟုတ်ပါ great now now တွေ့တဲ့အစည်းတွေပေါ့ပြီးလို့ရှိရင်ပြမယ်မင်းအဲ့အဲ့150လို့ပြောတော့150လို့ပြောတော့အဲ့လိုအကြောင်းကိုမှအပြာလေးပဲကိုသွားထားတဲ့ဟာလေးတော်တော်လှတာတော်တော်လှမင်းလို့အကြောင်းမျိုးမင်းစိုက်ကဲအကြောင်းမျိုးလေးဒါပေမဲ့မင်းအကြောင်းကိုမှခဲအောင်ထပ်ဖောက်လိုက်ပေါ့အဲ့အဲ့လိုမျိုးခဲပြအောင်ပေါ့တော်တော်လှတယ်အဲ့လိုမျိုးအဲ့လိုအဲ့လိုအခြေအနေရှိတယ်ပေါ့အဲ့တော့ အပြီးွားတဲ့အခါကျတော့အဲ့ဒီကနေပြီးတော့သွားတယ်ခုနောက်ဒုတိယအကြိမ်ရောက်သွားတဲ့နေရာကကျတော့တကယ်ကိုဟိုဟာ cycle second hand cycle ရောင်းတဲ့ showroom showroom ဆိုအဲ့မှာကျတော့ဟိုကျန်တာတွေအားလုံးအဆင်ပြေပါအဆင်ပြေပါတယ်ဒီလုပ်ငန်းရှင်တစ်ခုလုံးကဒါပေမဲ့ခုနကလိုမျိုးအာညီအနေနဲ့ကကျတော့ပြန်ငန်းနီးမှာပေါ့ပြန်ငန်းနီးမှာငါတို့မင်းဟိုဟာဟိုအန်အောဝါတဲ့အားမျိုးရှိတယ်အန်အောအန်အောဝါတဲ့အားမျိုးရှိတယ်ဆိုတာဟိုခုနကလိုမျိုးဟိုအဲ့ သူတို့ဒီအခြေအနေကိုကြိုက်မကြိုက်ပါမလားဆိုတာရှိတယ်ပေါ့နော်အဲ့ဒါကိုအဲ့ဟာကိုအခုအခုရဲ့ရည်ရွယ်ချက်ကကြတော့ဘယ်လိုလဲဆိုတော့အခုမင်းကိုမင်းကိုရှင်းပြရင်းနဲ့မင်းကိုရှင်းပြရင်းနဲ့ဟိုရွယ်လူတွေတည်းရဖြစ်ဖြစ်မင်းလိုမျိုးလူငယ်တွေတည်းရပဲဖြစ်ဖြစ်ဒါဟိုဟိုဘာကြောင့်မို့လို့ခုနကလိုမျိုးပြဿနာလို့ယူဆတဲ့ယူဆလို့ရတဲ့အခြေအနေကနေပြဿနာမဖြစ်ဘဲနဲ့ဘာဖြစ်လို့ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်ပဲပြီးဆုံးသွားသလဲဆိုတော့အကြောင်းအရာကိုပြောပြမှာအကူကဒါပေမဲ့အဲ့လှိဝတ်ချက်မဟုတ်ဘူး ဟိုမင်းကကြတော့ဆက်ဆက်ချင်းမှာဘာကြောင့်ဒီဟာ issue တခုဖြစ်သွားနိုင်တယ်လို့ယူဆတာလဲအာမဟုတ်လေဟိုအယောင်းဝယ်ကြတော့တဲ့မှာမစည်းခင်မှာဈေးဈေးမစည်းခင်မှာကွာအရင်ဘုံစီးကြည့်တယ်လေကိုကြိုက်လားမကြိုက်လားကိုနဲ့ဟိုကြိုက်ညီလားမကြိုက်ညီလားစီးကြည့်ကိုကြိုက်ပြီဆိုတော့မှဈေးဖြစ်တာဒါအယောင်းဝယ်လောကနည်းနည်းသဘောဆိုင်တယ်ကွာအခုဟာကြတော့အကွာဈေးရင်ဆက်လိုက်တယ်ဆက်ပြီးတော့မှမကြိုက်တော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ဆိုတော့ နည်းနည်းအဲ့မှာနည်းနည်းဖိုးရင်တော့ပါနော်မရမရဘူးတချို့ကများမရတော့ဘူးလို့ပြောမှာပဲလေညတော့မင်းစငါဘင်းကိုဈေးဖြတ်ပြီးသွားရေးဆိုပြီးတော့ပြောမှာအဲ့ဒါပဲအဲ့အခုပြန်တဲ့ချိန်ကျတော့ AC ဖြစ်နေတယ်ဆိုတော့ဒါနည်းနည်းအခုဘယ်လိုပြောလိုက်တာလဲသူသူစမ်းနေတယ်ပေါ့ဟုတ်ကဲ့ဗျာဆိုတော့အဲ့ဒီအကြောင်းအရာကတော့ဒီလိုပေါ့ညီရကျတော့ cycle ဟိုဟာအသေးစိတ်ကြည့်နေတယ်ဆက်ပန်းဆိုင်ရာဘာညာအသေးစိတ်အသေးစိတ်ကြည့်နေတဲ့အခါကျတော့ဒီဘက်ကအကူကသူတို့နဲ့စကားပြောနေတဲ့ဟာဘက်ကမင်းကဟိုဘယ်လိုခေါ်မလဲ ဒီဘက်ကိုဟိုပါပေါ့မမမမြင်နိုင်ဘူးဘာလို့လဲဆိုတော့မင်းစိတ်ကဟိုဘက်က cycle engine တွေပါတယ်မင်းအသေးစိတ်ကြည့်နေတဲ့အတွက်ကြောင့်မို့လို့ပြီးတော့အကိုကလည်းခုနကလိုမျိုးမင်းကြားတဲ့အဲဟိုပါပေါ့မင်းကြားနိုင်လောက်တဲ့ပုံစံမျိုးနှုတ်နဲ့ဗမာဗမာလိုသို့မဟုတ်အင်္ဂလိပ်လိုပြောနေတာမျိုးမဟုတ်ဘဲနဲ့အဲသူတို့ဒီ Google Translate နဲ့ပြောနေတာဖြစ်တော့ဘာစကားပြောလဲဆိုတာကိုညီဘက်ကကြတော့အဲ့ဒါကိုမသိဘူးပေါ့နော်ဆိုတော့အကြောင်းမင်းယူဆတဲ့ဟာအမှန်တယ် မှန်တော်တော်မှန်နေပေါ့နော်တော်တော်မှန်နေဆိုတော့ဘလူးအနေထားရှိလဲဆိုတော့ဈေးကိုအဈေးကိုအရင်ဖြတ်လိုက်ပြီးတော့မှ test test drive လုပ်ကြည့်တာကိုမင်းကပြောရပေါ့နော်အမေတခု condition တခုရှိတာကြတော့ဗာလဲဆိုတော့အဲ့လိုဈေးမဖြတ်လိုက်ဘူးဆိုရင်တကယ်ဝယ်မှာမဟုတ်ဘဲနဲ့တကယ်ဝယ်မှာမဟုတ်ဘဲနဲ့အတလူ test drive လုပ်တာမျိုးကလည်းရှိတယ်အဲ့လိုဟိုပါပေါ့ဟို ဈေးတစ်ခုဖြတ်ပြီးတော့မှ test ဈေးတစ်ခုဖြတ်တယ် test drive လုပ်တယ်အဲ့လိုပြီးတော့မှမဝယ်တာကလည်းအဲ့လိုပြီးတော့မှမဝယ်တာကလည်းဒီရောင်းတဲ့လူဘက်ကိုမကြိုက်တာမျိုးဖြစ်စေတယ်လို့မျိုးဈေးလည်းမပေးဘဲနဲ့အချောင်းသူ့ဘာလို့အလှတင်ထားတဲ့ဘင်းကိုချခိုင်းပြီးတော့ကားပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုချခိုင်းပြီးတော့ test drive လုပ်တာကလည်းသူတို့မကြိုက်နိုင်ဘူးမဲ့အရေးကြီးတာကအဲ့လိုမျိုးဈေးအရင်ပေးပြီး test drive လုပ်တာလား test drive လုပ်ပြီးမှဈေးပေးတာလားအဲ့ဒါအဓိကအချက်မဟုတ်ဘူးအဓိကအချက်ကကြတော့ ဘလို့နားလည်မှုယူလိုက်တယ်လဲဆိုတဲ့ဟာအဓိက အချက်ပဲပေါ့နော်အဲ့ဒါကိုအသေးစိတ်ပြောရမယ်ဆိုလို့ရှိရင်အကိုကစပြောကြတဲ့ရစပြောကြတဲ့ရသူတို့ကသူတို့က3000နဲ့ထောင်တတ်မှတ်ထားတဲ့ cycle ကို3000နဲ့ထောင်တတ်မှတ်ထားတဲ့ cycle ကိုအကိုကအကိုက2800နဲ့စစ်တယ်2800နဲ့စစ်ပြီး2800ရရင်ယူပါမယ်ဆိုတဲ့စကားမျိုးအကိုကအစတည်းကမပြောထားဘူးမပြောဘူးအကိုကဘာပြောလိုက်တာလဲဆိုတော့ဟိုကျူးကျူးဆဆပေါ့နော်သူတို့နားလေအောင် ဟိုတကယ်တမ်းကျတော့အဲသူတို့ကဟိုအင်္ဂလိပ်လိုပါလေတော်တော်ကိုအားနည်းနေတဲ့အခြေအနေပေါ့နော်အဲ့မှာဟို translate တွေကလည်းအများကြီးမမှန်ဘူးလေဆိုအဲ့လိုအခြေအနေမျိုးမှာသူတို့နားလည်အောင်ဘယ်လိုပဲဖြစ်ဖြစ်သူတို့ခေါင်းထဲကိုရောက်သွားစေမဲ့အဲအကြောင်းအရာကိုဘယ်လိုရွေးချယ်ရလဲဆိုတော့3000တောင်းဆောင်ဈေးခေါ်ထားတဲ့2800ရရင်ဒီ site ကိုဝယ်မယ်လို့ အကူကမပြောဘူး2800နဲ့ဆိုရင်ငါ test drive လုပ်ကြည့်မယ်လို့ပဲပြောတာအဲ့တော့ဘောင်းဝင်တယ်အဲ့တော့အဲ့သူ့ဘက်ကလည်းအဲ့တော့ဒီဟာကိုအဲ့အနေအထားမှာဆိုင်ရှင်ရောင်းတဲ့ဆိုင်ရှင်ဘက်ကနေပြီးတော့အဲမဟုတ်ဘူးငါလက်မခံဘူးဟဲ့လားငါ3200မဲလို့ခြင်းနဲ့မင်းပေးတဲ့2800လည်းငါအတွက်အဆင်မပြေဘူးဆိုရင်ဒီမှာကိစ္စပြတ်သွားပြီပေါ့နော်အကူကလည်းအပစံတိုးရင်လည်းတိုးပေးမယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ ဲ့လိုမဟုတ်ဘဲနဲ့နောက်တစ်ခါကျတော့ရတယ်2800နဲ့ပေးမယ်ဒါမဲ့2800ပေးပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းကြိုက်ကြိုက်မကြိုက်ကြိုက်ယူရမယ်ဆိုတာမျိုးသူတို့ဘက်ကပြောလာရင်လည်းတမျိုးသူတို့ဘက်ကပြောလာရင်တမျိုးအဲ့ဒီအဲ့ဒီအချက်တွေကိုသူတို့ကဘာတစ်ခုမှမပြောဘူးအဲသူတို့ကမပြောဘဲနဲ့အခုပြောတဲ့2800ပေးမယ်2800နဲ့လက်ခံတယ်ဆိုရင်ငါစမ်းမောင်းကြည့်မယ်ဆိုတာမျိုးကိုပဲသူတို့ကလက်ခံခဲ့ကြတယ် 2800 2800နဲ့မင်းလက်ခံတယ်ဆိုလို့ရှိရင်ငါ test drive လုပ်ကြည့်မယ်ဆိုတာမျိုးပဲသူတို့ဟိုဟာပေါ့ချီချီပြူပြူနဲ့လက်ခံခဲ့ကြတယ်စကားအဲ့အဲ့မှာရင်ဟိုဟာပေါ့ရှင်းလင်းတဲ့ဟာပေါ့နော်အဲ့တော့ပြ test drive လုပ်ကြည့်တယ်စပိန်ကအရန်ကိုကောင်းပါတယ်တကယ်ကိုဟိုဟာအစ်စ်အတိုင်းပဲဟိုဟာ cycle ကအစ်စ်အတိုင်းပဲအကုန်အပြင်ရောဒီအတွင်မှာဆက်ပန်းဆိုင်ရာတွေရောဒါပေမဲ့ခုနကလို့ပေါ့ဟိုဟာ2800ပေါ့ဘတ်3000နီးပါးအသုံးပြုပြီးတော့ အအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဒီတစ်ပုံကောင်းတဲ့နယ်လို့ကျွမ်းကျင်တဲ့ဒီဘက်ကညီလေးရယ်ကျွန်တော်တို့နှစ်ယောက်ပေါ့နော်အတူတူယူဆတဲ့အတွက်ဟိုမဝယ်ဖြစ်တာပဲရှိတာไซเคิลကတော်တော်ကောင်းတဲ့ไซเคิลလေးပါဆိုတော့အဲ့လိုအခြေအနေမျိုးမှာလည်းအဲ test drive လုပ်ပြီးွားတဲ့အချိန်မှာလည်းဈေးလည်းလျှော့ပေးပြီးွားပြီး test drive လည်းလုပ်ပေးပြီးွားအဲ့အချိန်မှာလည်းအဟိုပါပေါ့နောက်ဆုံးဆုံးဖြတ်ချက်ချတဲ့အခါမှာငါတို့စိတ်တိုင်းမကြလို့မယူဖြစ်ပါဘူးဆိုတာကိုဟိုကောင်းမွန်တဲ့ကိုနှုတ်အမှုအရာနဲ့ပေါ့နော်ရရန်ဆန်းဆန်းတော့မဟုတ်ဘူး ဘလိုပဲဖြစ်ဖြစ်တို့နားလည်အောင်အစိတ်တိုင်းမကြလို့ငါဝယ်ပြစ်တယ်ဆိုလို့ရှိရင်လည်းငါမင်းတို့ဆိုင်လေးကိုလည်းကြိုက်တယ်ငါပြန်လဲလာခဲ့မယ်ဒါပေမဲ့ဒီစပင်းကိုတော့ဟိုဒီ cycle ကိုတော့အခုဝယ်ခြင်းနဲ့ဆန္ဒမရှိဘူးငါစိတ်တိုင်းမကြလို့ဆိုတော့ယူယူတတပဲပြောလိုက်တဲ့အခါမှာဒါပြီးပြတ်သွားတာပေါ့နော်အဲ့လိုမျိုးအစတည်းကလည်းဒါဝယ်မယ်ဆိုပြီးဈေးဖြတ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီဟိုအစတည်းက ဒီလောက်ဈေးနဲ့ရရင်တော့ဆန်းသက်ပြီးမောင်းညင်နေဆိုတာကိုတို့ကနားလဲပေးပြီးသားဖြစ်လို့မယူတဲ့အခါမှာလဲဒါကိုနားလဲပေးပြီးသားပဲအဲ့ဒါကိုတို့တို့ဘက်ကရောင်းတဲ့လူတွေဘက်ကကြည့်ရင်တော့ဒီလူတွေလူကောင်းနေပေါ့ရောင်းတဲ့လူတွေကလူကောင်းနေပေါ့ပြေဝရယ်ပေါ့ customer service ကိုနားလဲတယ်တို့အလုပ်ရှုပ်သွားတယ်စိုက်ကယ်တွေနှစ်စီးသုံးစီးတွေရွှေ့ကြရတယ်နှစ်စီးသုံးစီးတွေမောင်းကြည့်တယ်အဲတစည်းမှလည်းရောင်းမထွက်ဘူးတို့တော်လည်းဒါ customer service ပဲအဲ့ဒါကြောင့်မို့လို့လဲဘယ်လိုပဲဖြစ်ဖြစ် second hand မဲ့ရောင်းရောင်းပါပဲဖြစ်ဖြစ်တို့ကဆိုင်ဆိုင်အကြီးတစ်ခုအနေနဲ့တို့ရက်တည်ပြီးတော့လုပ်ငန်းလေပတ်နေတာဒီလို customer service ကိုနားလည်လို့ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ဒီ case ကိုညီလေးအခုအကိုရှင်းပြတာကိုသဘောပေါက်သွားလားသဘောပေါက်တယ်ကြာတို့တော့ဟိုမှာမြန်မာပြည်မှာဖွင့်တော့ဗျာအဲ့အဲ့လိုမျိုးတင်မှာဈေးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်နည်းနည်းတော့ fake ခုသွားတယ်ပေါ့နော်အာဝယ်တဲ့သူရောင်းတဲ့သူဘက်ကပေါ့နည်းနည်း fake ခုပါပဲ fake ခုပါအန် နည်းနည်းအားနာတဲ့လူကြတော့နည်းနည်းဒီဒီနေရာမှာပြဿနာနည်းနည်းရှိသွားတယ်နော်ဟိုဘိမကောင်းမင်းနဲ့ဝယ်လိုက်ရတဲ့အချိန်ကြီးဖြစ်သွားတယ်အဲ့လိုမျိုးရှိအဲအဲ့ဒါကြတော့ဟိုပါပေါ့နော်အခုရည်ရွယ်ချက်ကတော့အခုဒီညီလေးပြောတဲ့အကြောင်းအရာနဲ့တော့လုံးဝကွက်တိပဲပေါ့နော်ရည်ရွယ်ချက်ကကြတော့အခုလိုအခြေအနေမျိုးကြုံလာရင်မြန်မာပြည်မှာဒီလိုအယောင်းဝင်လုပ်တယ်ဆိုရင်အခုလိုအခြေအနေမျိုးကြုံလာရင်ဒီလိုပြဿနာမဖြစ်ရလေအောင်အခုလိုပြပြလေးလေးနဲ့ပဲအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပဲဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေပျော်ပျော်ရွှင်ရွှင်နဲ့ပဲပြီးဆုံးသွားတဲ့ အောင်လုပ်လို့ရတဲ့နီလန်းတွေလည်းရှိတယ်အဲ့ဒါခုနကကျွန်တော်ပြောသလိုပဲအဓိကကကျတော့ဟိုတစ်ဖက်သားနားလည်ပါအောင်ပြောဖို့ပဲဆိုတော့အခုဒီနေ့အကြောင်းအရာကတော့ဒါဒါဟိုပေါ့ထိုင်းနိုင်ငံဘန်ကောက်မြို့တနေရာမှာရှိတဲ့ showroom မှာကျွန်တော်တို့သွားကြည့်ခဲ့တာပေါ့နော်။ဒါမြန်မာပြည်မှာပဲဖြစ်ဖြစ်ဂျန်တဲ့နိုင်ငံတွေမှာပဲဖြစ်ဖြစ်ဥရောပနိုင်ငံတွေမှာပဲဖြစ်ဖြစ်ဘယ်အယောင်းဝယ်ကိုမဆိုဘောနော်။ဟင်းရဲ့ကစုံကစလို့ရွှေတွေစိတ်နေအထီးပေါ့။ဘလို့အယောင်းဝယ်ကိုမဆိုအဓိကကတော့ ရောင်းတဲ့လူနဲ့ဝယ်တဲ့လူရဲ့ကြားထဲမှာရှိတဲ့ agreement ပဲသူတို့ဘလို့နားလဲတယ်လဲဆိုရဲအပေါ်မှာမူတည်ပြီးတော့ပြဿနာတက်ခြင်းမတက်ခြင်းဟာအဲ့ဒီအပေါ်မှာဖြစ်ကြတာပေါ့နော်ပြဿနာတက်တယ်ဆိုတာကတော့အဓိကကတော့နှစ်ဖက်လုံးသုံးမဟုတ်တစ်ဖက်ဖက်ကမကြည်နဲ့မကြည်နဲ့တဲ့အခါမှာပြဿနာဖြစ်တယ်အဲ့လိုနှစ်ဖက်စလုံးကမကြည်နဲ့တာမရှိဘူးဆိုရင်ပြဿနာဘလို့မှမဖြစ်ဘူးဈေးတန်းတစ်ခုကို ပြောဆိုပြီးသွားတဲ့အခါမှာပစ္စည်းကိုစစ်လိုက်တယ် အဲအရာနာစာပါလာလို့မယူပြစ်လို့ရှိရင်ဗမာပြည်မှာကမြန်မာပြည်မှာပြဿနာတက်ရတယ်လေဆိုရဲအချောင်းရင်းကကြာတော့ဘာလို့လဲဆိုတော့စကားများများမပြောလို့အစရေတယောက်နဲ့တယောက်ကစကားများများဘယ်လိုပဲဘယ်လောက်ပဲသစိမ့်နေဖြစ်နေပါစေစကားများများပြောလို့ရှိရင်ဒီပြဿနာတွေကမဖြစ်ဘူးအဲဥပမာအခုပြောရမယ်ဆိုရင်မြန်မာပြည်မှာပဲဖြစ်ဖြစ်ဒီနေ့အခုလိုဖြစ်လာတယ်လို့မျိုးပဲတိန်း30 35တိန်းနဲ့ စ္စည်းတစ်ခု cycle တစ်ခုပဲဆိုကြပါစို့သူထားထားတယ်ကျွန်တော်တို့တင်30ရလို့ရှိရင်တင်30နဲ့ထားပေးမယ်ဆိုရင်ကျွန်တော်တို့စမ်းမောင်းကြည့်ကြပါတယ်ဆိုတဲ့စကားမျိုးကိုပြောပေါ့နော်အရင်ဆုံးအဲ့လိုနဲ့မှစမ်းမောင်းပြီးလို့မှကိုယ့်ဘာကိုဘလို့ပဲဖြစ်ဖြစ်မယူပြဘူးဆိုလို့ရှိရင်လည်း तू ကဘလို့မှစိတ်ဆိုးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့စသည်ပြောကြတဲ့ကတင်း30နဲ့အဆင်ပြေတယ်ဆိုရင်တော့စမ်းမောင်းကြည့်ပါမယ်လို့ပဲပြောတာတင်း30နဲ့အဆင်ပြေတယ်ဆိုရင်တခါလေယူပါမယ်ဆိုတဲ့စကားမျိုးမပြောဘူးအေးဒါပေမဲ့ တင်းတုံးငယ်နဲ့ရမယ်ဆိုတခါလေးယူပါမယ်လို့စကားမျိုးပြောပြီးရင်တော့မင်းဝယ်ရမှာအအဓိပ္ပာယ်မတူဘူးအဲ့နှစ်ခုကဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒါအဲ့မာဘီမာလည်းအဲ့လိုမျိုးတောင်းနေတောင်းနေစကားများများပြောမယ်နားလည်မှုအပြန်အလှန်တိဆောက်မယ်ဆိုလို့ရှိလို့ရှင်ဒီပြဿနာတွေကအဲ့လိုမျိုးဒီလိုမျိုးပြဿနာမျိုးကမဖြစ်ဘူးပေါ့နော်အခုကျွန်တော်တို့လိုပဲပျော်ပျော်ရွှင်ရွှင်နဲ့ပြီးသွားမှာပေါ့နော်ဆိုတော့အဲ့လိုပဲပြောရမှာပါ ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ content လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါ रे ခင်ဗျာ comment နိုင်ကိုလည်းကျွန်တော်တို့တည်တည်ကြာကြာဖတ်ပါ रे အားလုံးကိုကျေးဇူးတင်ပါ रे တဲ့အနေနဲ့ iPhone တွေ MacBook တွေကိုကြည့်ရှုလေ့လာရတာသဘောကျနှစ်သက်တယ်ဆိုရင် Apex Trading လို့ခေါ်တဲ့ကျွန်တော်ရဲ့ site လေးကို Facebook မှာဝင်ရောက်လေ့လာလို့ရပါ रे Apex Trading မှာအဓိကအားဖြင့် iPhone MacBook iMac Mac Mini အပြင် IT နီးပညာဆိုင်ရာပစ္စည်းမျိုးစုံကိုအစ်စ်ရော second hand အနေနဲ့ပါအယောင်အဝယ်အလဲအထက်ပြုလုပ်ပေးပါရယ်